这边被伢些呢水果盘里拿来了。 ပရိသတ်ကြီးမင်္ဂလာပါဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့နှစ်ပေါင်းထောင်ချီကြာတဲ့လူသားတွေရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ရွှေဖန်နီးချင်းအကြောင်းပဲဖြစ်ပါတယ်ရွှေဆိုတာလူသားသမိုင်းတစ်လျှောက်တန်မိုးအရှိဆုံးသတ္တုတစ်မျိုးပါ၎င်းရဲ့တောက်ပါတဲ့အလားရှားပါမှုနဲ့တန်မိုးတို့ကရင်ကျင်းမှုပေါင်းစုံမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ရှေးခေတ်ကတည်းကလူတွေကရွှေကိုဆွဲလန်းခဲ့ကြပါတယ်တန်မိုးနဲ့တဲ့သတ္တုတွေကိုရွှေအဖြစ်ပြောင်းလဲဖို့ကြိုးစားခဲ့ကြသူတွေကတော့ဓာတုပိဒါပညာရှင်တွေပါပဲသူတို့ဟာမှော်ပညာနဲ့သိပ္ပံပညာနဲ့နိမိတ်တွေမှုံဝါနေတဲ့ခေတ်ကြီးမှာ ထိုင်ခဲ့ကြတာပါခဲလိုတတူတွေကိုရွှေပြည့်အောင်ပြောင်းဖို့မရေမရဖော်မြူလာတွေပြုတ်ဝက်နီလန်းတွေနဲ့စူးစားခဲ့ကြပါတယ်ဒီလိုစူးစားရင်းနဲ့ပဲခေတ်သစ်ဓာတ်ရုပ်ဗေဒရဲ့အခြေခံအုတ်မြစ်တွေပေါ်ပေါက်လာခဲ့ပေမဲ့လည်းရွှေကိုတော့ဖန်နီးနိုင်ခဲ့ခြင်းမရှိသေးပါဘူးအလေခေတ်ဥရောပနဲ့အာရတ်ကဘာမှာဓာတ်ရုပ်ဗေဒပညာရှင်တွေဟာတသနာပညာရှင်ရဲ့ကြောက်တုံး Philosopher's Stone ကိုရှာဖွေခဲ့ကြပါတယ်ဒီကြောက်တုံးကတမုန်းတဲ့တတူတွေကိုရွှေအဖြစ်ပြောင်းလဲပေးနိုင်တဲ့အပြင်ထာဝရအသက်ကိုပါပေးစွမ်းနိုင်တယ်လို့ယုံကြည်ခဲ့ကြတာပါသူတို့ရဲ့ဓာတ်ခွဲခန်းတွေမှာဓာတ်ပေါင်းများစွာ ွာကိုရောဆက်ပြီးတော့အပူပေးအေးပေးနဲ့လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ရွှေကိုတော့ဖန်တီးနိုင်ခဲ့ခြင်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ဒါရုပေဒနီလန်းတွေက dressing တစ်ခုကိုအခြား dressing တစ်ခုအဖြစ်သို့ပြောင်းလဲဖို့မစွမ်းဆောင်နိုင်လိုပါပဲ dressing တွေဟာ၎င်းတို့ရဲ့ proton အရေအတွက် atomic number ပေါ်မူတည်ပြီးတော့ကွဲပြားကြလို့ဓာတုဗေဒအနည်းနဲ့ proton အရေအတွက်ကိုပြောင်းလဲလို့မရပါဘူးဒါဆိုဘယ်အချိန်ကျမှရွှေကိုဖန်တီးဖို့ဖြစ်နိုင်ခြင်းရှိလာတာလဲအဖြေကတော့ nuclear ယူပဗေဒပေါ်ပေါက်လာပြီးတဲ့နောက်မှာပါ20ရာစုအစောပိုင်းမှာယူပဗေဒပညာရှင်တွေဟာအတန်ရဲ့ဖွဲ့စည်းပုံကိုနားလည်လာခဲ့ကြပါတယ် dressing တစ်ခုရဲ့ဂုဏ်သတ္တိတွေဟာ၎င်းရဲ့ nucleus တွေက proton အရေအတွက်ပေါ်မူတည်ရဲဆိုတာကိုတွေ့ရှိခဲ့ကြပါ ါတယ်။ရွှေရဲ့ proton အရေအတွက်က89ပါ။ဒါကြောင့်တခြား dressing တစ်ခုကိုရွှေအဖြစ်ပြောင်းလဲခြင်းနဲ့ဆိုရင်သူ့ရဲ့ proton အရေအတွက်ကို89အထိပြောင်းလဲပေးရမှာပါ။1942ခုနှစ်မှာ American သိပ္ပံပညာရှင် Glenn Seabrook က bismuth ကနေပြီးတော့ရွှေကိုအနည်းငယ်ဖန်တီးနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ဖန်တီးခဲ့တဲ့ရွှေပမာဏကအလွန်ကိုနည်းပါးပြီးတော့ဓာတ်ရောင်ကြီးတင်နေတဲ့ရွှေ radioactive ကိုဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်ဟာ nuclear ဓာတ်ပေါင်းဖို့တွေမှာလှုပ်ဆောင်ခဲ့ရတာပါ။တကယ့်ကိုအများအပြားဖန်တီးနိုင်ခဲ့တဲ့ဖြစ်ရပ်က တော့1980ပြည့်နှစ်လိုနေမှာ California Institute of Technology ကသိပ္ပံပညာရှင်တွေကပုံမုံမြင့်မာတဲ့ဤပညာတွေနဲ့ဖန်တီးနိုင်ခဲ့တာပါသူတို့ဟာအတန်အရှိန်မြင့်ဆက်ကိုအသုံးပြုပြီးတော့ Mercury ကိုရွှေအဖြစ်နဲ့ပြောင်းလဲနိုင်ခဲ့ပါတယ် Mercury ရဲ့ proton အရေအတွက်က80ဖြစ်ပြီးတော့ရွှေထက်တစ်ခုပေါ်ပါတယ်ဒါကြောင့် Mercury nucleus ကနေပြီးတော့ proton တစ်ခုကိုဖယ်ထုတ်နိုင်ရင်ရွှေအဖြစ်ပြောင်းလဲသွားမှာပါသိပ္ပံပညာရှင်တွေဟာအရှိန်မြင့်အတန်တွေကို Mercury ပေါ်ပြစ်ခတ်ပြီးတော့ proton တစ်ခုကိုဖယ်ရှားခြင်းအပြင်ရွှေကိုဖန်တီးခဲ့ကြပါတယ် ်။ဒါဆိုသိပ္ပံပညာရှင်တွေရွှေကိုဖန်တီးနိုင်ပြီလား။အဖြေကတော့ဟုတ်ကဲ့ဖန်တီးနိုင်ပါတယ်။ဒါပေမဲ့ဒီလိုဖန်တီးမှုကရှေးခေတ်ဓာတုဗေဒပညာရှင်တွေအိမ်မက်ခဲ့တယ်လို့မျိုးတံမိုးနေတဲ့တတ္တုတွေကိုအလွယ်တကူရွှေအဖြစ်နဲ့ပြောင်းလဲနိုင်တာမျိုးမဟုတ်ပါဘူး။အရှိန်မြင့်ဆက်တွေနဲ့နျူကလ ියා ဓာတ်ပေါင်းဖို့တွေမှာရွှေကိုဖန်တီးဖို့လိုအပ်တဲ့စွမ်းအင်ပမာဏနဲ့ကုန်ကျစရိတ်ဟာသဘာဝအတိုင်းတူးဖို့ရရှိတဲ့ရွှေထက်အဆပေါင်းများစွာပိုမိုမြင့်မားပါတယ်။ဒါအပြင်ဖန်တီးရရှိတဲ့ရွှေပမာဏကလည်းအလွန်ကိုနည်းပါပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေရွှေကိုဖန်တီးနိုင် န်ခဲ့ပြီးဆိုပေမဲ့ဒါဟာစီးပွားရေးအရတွက်ချေကြိုက်တဲ့လုပ်ငန်းတစ်ခုတော့မဟုတ်သေးပါဘူးဒီလိုနျူကလ িয়ার ပြောင်းလဲမှုတွေကနေရရှိရရွှေဟာလက်ဝတ်ရေတနာအတွက်သုံးဖို့ထက် သိပ္ပံနည်းကြသုတေသနတွေအတွက်သာအသုံးဝင်ပါတယ်။သို့တော်လည်းနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့ဓာတုဗေဒပညာရှင်တွေရဲ့အိမ်မက်ဟာခေတ်သစ်သိပ္ပံပညာရဲ့တိုးတက်မှုကြောင့်လက်တွေ့ဖြစ်လာခဲ့ပြီဆိုတာတော့မြင်လို့မရပါဘူး။ဒီလိုသိပ္ပံနည်းကြတိုးတက်မှုတွေကကျမတို့ပတ်ဝန်းကျင်က dress အနေနဲ့စွမ်းအင်တွေအကြောင်းပုံပုံနားလည်သဘောပေါက်စေဖို့လမ်းဖွင့်ပေးနေဆဲဖြစ်ပါတယ်။ပြည်သက်ကြီးလည်းဒီအကြောင်းအရာကနေပြီးတော့ဘူတုတအသစ်တွေရခဲ့မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဘလို့စိတ်ဝင်စားစရာသိပ္ပံအကြောင်းအရာတွေကိုသိချင်လဲဆိုတာ comment မှာရေးပေးခဲ့ပါဦးနော်။ကျေးဇူးတင်ပါတယ်ရှင်။